မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းကအုပ်ဖို့မြို့နယ်မှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့အင်းမြတ်တာယာရဲစခန်းကရဲတွေကိုတော်လိုင်းပူပေါင်းတပ်တွေကပြစ်ခတ်တက်ခဲမှုအတွင်စခန်းမှုရဲအုပ်ဇော်ဝင်းအပါဝင်နောက်ဦးကတော့ပွဲချင်းပြီးကိုတေကုန်ကြပြီးသူတို့ပေါ်တာဆွဲဖမ်းဆီးမဲ့လူစရဲစာရွက်ကိုလည်းတော်လိုင်းတပ်တွေကတင်စီရရှိခဲ့တယ်ဆိုပါတယ်။ ထိုင်းနိုင်ငံကို MOU စနစ်နဲ့မြန်မာအလုံတမအရောက်တရာကိုရွှေရနာဖြိုးပြပအလုတ်ကန်အေဂျင်စီကနေဝန်ဆောင်ကယူပြီးစေလွတ်လိုက်ပေမဲ့ထိုင်းနိုင်ငံရောက်တဲ့အချိန်မှာအလုတ်မရတဲ့အတွက်အလုံတမတွေအားလုံးဒုက္ခရောက်နေကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့ပဲခူးတိုင်းကအုတ်ဖို့မြို့နယ်မှာပြည်သူတွေကိုပေါ်တာဆွဲဖက်စီဖို့ထွက်လာတဲ့အေးမြတ်တရားရက်စကန်ကရဲတွေကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကပစ်ခတ်တိုက်ခိုက်မှုအတွင်စခန်းမှုရဲအုပ်ဇော်ဝင်းအပါဝင်နှစ်ဦးကတော့ပွဲချင်းပြီးကိုသိကုန်ကြပြီပေါ်တာဆွဲဖမ်းဆီးမဲ့လူစရင်စာရွက်ကိုလည်းဒေါ်လန်ရေးတပ်တွေကသူတို့စီကနေတင်းစီရရှိခဲ့တယ်လို့ PDF တရင်383နဲ့တာဝန်ခံရဲဘော်ဒုရကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်စက်တင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လဲပိုင်းမှာပဲအုပ်ဖို့မြို့နယ်မှာရှိတဲ့အင်းမြတရမြို့ကန်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ဆိုပြီးအင်းမြတရရဲစခန်းကနေစခန်းမှုရဲအုပ်ဇော်ဝင်းအပါဝင်တပ်ဖွဲ့ဝင်တွေက ခြေချင်းထွက်လာတယ်ဆိုပါတယ်အဲ့ဒီမှာဒေသခံပြည်သူတွေကိုပေါ်တာမဆွဲခင် PDF တက်ရင်3832နှစ်တက်ခွဲလေးအုပ်ဖို့မြေအောင်ပျောက်ကြားတက်ဖွဲ့ကကြပြတ်တက်ခဲ့ရမှာစကံမူရဲအုပ်ဇော်ဝင်းနဲ့ရဲတဒင်ပေးကိုတက်ဆိုသူတို့နှစ်ဦးဟာနေရမာရင်ပွဲချင်းပြီးကိုသိကုန်ကြပြီတဲ့နော်ကျန်တဲ့တက်ဖွဲ့ဝင်တွေကရဲစကံဘက်ကိုအကောင်လုံးထွက်ပြေးသွားကြတယ်လို့ PDF တရင်3832နှစ်တာဝန်ခံရဲဘော်ဒူရကပြောထားပါလေအဲ့ဒီနောက်သေသွားတဲ့စကံမူရဲအုပ်ဇော်ဝင်းစီကနေ သူတို့ပေါ်တာဆွဲဖန်းစီဖို့နံမရီရေးထားတဲ့စရင်းစာရွက်အပါဝင်လက်ပြဘုံနဲ့တခြားပစ္စည်းတွေကိုပါတော်လိုင်းရေးတက်တွေကတင်စီရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကို MOU စနစ်နဲ့အလုံသမားအယောက်တရာကိုရွှေနာဖြုတ်ပြီးပအလောက်ကန်အေဂျင်စီကနေဝန်ဆောင်ကယူပြီးစေလွတ်လိုက်ပြီမဲ့ထိုင်းနိုင်ငံရောက်တဲ့အချိန်မှာအလုံမရတဲ့အတွက်အလုံသမားတွေအားလုံးဒုက္ခရောက်နေကြတယ်လို့အလုံသမားတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဩဂုတ်လ29ရက်နေ့ကပဲရွှေရနာဖြိုးပြပအလောက်ကန်အေဂျင်စီကနေမြန်မာလူထုမအယောက်တရာကို MOU စနစ်နဲ့မြန်မာနိုင်ငံကနေထိုင်းနိုင်ငံပို့ဆောင်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီလို MOU စနစ်နဲ့ပို့ဆောင်လိုက်တဲ့အလုပ်သမားတွေစီကနေရွှေရနာဖြိုးပြပအလောက်ကန်အေဂျင်စီကတအူးကိုငွေကျပ်53သိန်းကျော်ယူပြီးထိုင်းနိုင်ငံရောက်တဲ့အချိန်မှာလဲအလုပ်စမတ်ကြီးဆိုပြီးတော့နောက်ထပ်ထိုင်းဘက်ငွေ9000စီထပ်မံတောင်းသွားတယ်ဆိုပါတယ်ဒါပေမဲ့ အဲ့လို MOU စနစ်နဲ့လာတာတော့အလုံသမားအယောက်တရားဟာအခုချိန်ထိအလုံမရသေးတဲ့အတွက် agency ကိုအစဉ်ပြေအောင်ဖြည့်ရှင်းပေးဖို့ဖုန်းဆက်တော့လေဖြည့်ရှင်းပေးမှုမရှိတဲ့အပြင်တိုင်ချင်းရာတိုင်ဆိုပြီးတော့ပါပြောဆိုခဲ့တယ်လို့အလုံသမားတဦးကပြောထားပါတယ်လက်ရှိမှာတော့အကြံပေးစကောင်စီကပြပအလုံသမားတွေစီကနေအခွန်ရဖို့ကိုသာနှီးမျိုးစုံတုံးပြီးတောင်းရန်နေပြီမဲ့အခုလိုသူတို့ရဲ့ MOU စနစ်နဲ့လုတ်တဲ့ agency တွေကနေတဆင့်လာတာတော့ အလုံမရတဲ့ပြဿနာတွေကိုဘာမှဖြေရှင်းပေးမှုမရှိတဲ့အတွက်အခုလက်ရှိမြန်မာလူထုမှအယောက်တရာကဒုက္ခရောက်နေကြတယ်လို့လဲထိုင်းရောက်မြန်မာလူထုမှတွေကနေပြောထားကြပါလိမ့်ခင်ဗျတဖက်မှာတော့ရာဝတီတိုင်းမှာ license မဲ့ single seat တဲ့သူတွေကိုအချမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးပြီး single bar သိမ်းယူလိုက်တဲ့အပြင်လူကိုပါထောင်တလချမှတ်လိုက်တယ်လို့အဲ့ဒီမှာပြည်သူအများပြဖမ်းဆီးခံရပြီးငွေပေးနိုင်တဲ့သူတွေသာပြန်လွတ်ပြီမယ်ငွေမပေးနိုင်တဲ့သူတွေကတော့ ထောင်ကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်။လက်ရှိ AR တိုင်းတွင်းကမြို့နယ်တွေအားလုံးမှာအကြံဖက်စကောက်စီတပ်သားတွေနဲ့အတူရဲမိသက်ကညာနာနဲ့ဌာနပေါင်းစုံပါဝင်တဲ့ပူပေါင်းအဖွဲ့တွေဟာဆိုင်ငယ်တွေကိုအ धिक ဦးစားပေးစစ်ဆေးတာတွေလုပ်နေတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ဆေးတဲ့အချိန် license မရှိတဲ့သူတွေဆိုဆိုင်ငယ်ပါချက်ချင်းသိမ်းပြီးလူကိုလည်းလက်ထိတ်ခတ်ခြေချင်းခတ်ပြီးတော့ကိုတခါတည်းတရားရုံးပို့ပြီးတော့ထောင်တလချမှတ်တာတွေလုပ်နေတယ်လို့သိရပါတယ်။အဲ့ဒီမှာ ငွေပေးနိုင်တဲ့သူတွေသာလွတ်လာပြီးဆိုင်ငယ်ကတော့အသိမ်းခံလိုက်ရတယ်လို့ငွေမပေးနိုင်တဲ့သူတွေကတော့ထောင်ကျသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိငပူတော်မြို့နယ်နဲ့ဒနုပြည်မြို့နယ်တွေမှာဆိုရင်စတင်ပါလား9ရက်နေ့ကစပြီးလိုင်စင်မဲ့ဆိုင်ငယ်တွေကိုတောက်လျှောက်ဖမ်းဆီးပြီးတော့ဆိုင်ငယ်ကိုသိမ်းပြီးလူကိုသူတို့တောင်းတဲ့ငွေမပေးနိုင်ရင်ထောင်တလချတာတွေလောက်လာနေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိမှာ ARD တိုင်းကစိုင်းကတော်တော်များများဟာ license ရုံးကနေ license အသစ်တွေမချပေးတော့တဲ့အတွက် license မရှိတဲ့စိုင်းကအသစ်တွေတော်တော်များများအဖမ်းခံရလို့အသိမ်းခံလိုက်ရပြီလို့လဲဒနုဘျူမြို့နေပရိုက်တာအဖွဲ့ဝင်တဦးကပြောထားပါသေးတယ်။လက်ရှိ ARD တိုင်းအတွင်းကို PDF တပ်ဖွဲ့တွေဝင်ရောက်လာတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီကပြည်သူတွေရဲ့စိုင်းကတွေကိုလုံခြုံရေးဆိုပြီးဖမ်းဆီးသိမ်းယူထောင်ချတာတွေလုပ်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီတပ်ကတင်းသာကြီးတိုင်းဘိတ်ခရိုင်အတွင်းမှာပြည်သူတွေကိုမတရားဖမ်းဆီးပေါ်တာဆွဲတာတွေအပြင်နေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးတာတွေပါလုပ်နေတဲ့အတွက်ဒီလိုလောက်ရက်တွေကိုအဓိကတောက်တိုင်းလုတ်ပေးနေတဲ့စစ်ကောင်စီရဲ့အုတ်ချုပ်ရေးရန်ညားကရကြီးအုတ်ချုပ်ရေးအဖွဲ့တွေပါမကြံစစ်ရေးပြစ်မှတ်အဖြစ်တက်ခိုက်သွားတော့မှာဖြစ်တယ်လို့ဘိတ်ခရိုင် PDF ကကြေညာလိုက်ပါတယ်လက်ရှိဘိတ်ခရိုင်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်ကောင်စီတပ်တွေဟာ သူတို့တော့ရလက်နှျောက်ကပြည်သူတွေကိုမတရားဖန်ဆီးပေါ်တာဆွဲတာတွေလုပ်နေရုံနဲ့မကနေအိမ်တွေကိုပါအကြောင်းမဲ့မိရှုဖြက်စီးဓာတ်တွေဇက်တိုက်လုဆောင်နေတယ်ဆိုပါတယ်တစ်ဖက်မှာလည်းအဲဒီစကောင်စီတက်စစ်ကြောင်းတွေကိုအဓိကတောက်တိုင်းလုပေးနေတဲ့သက်ဆိုင်ရာရကြေးအုပ်ချုပ်ရေးအဖွဲ့တွေကပါလူငယ်တွေကိုစကောင်စီအတွက်စစ်မှုထမ်းကိစ္စအကြောင်းပြပြီးမတရားပေါ်တာဆွဲဖန်ဆီးဓာတ်တွေပါလုပေးနေတဲ့အတွက်အဲဒီရကြေးအုပ်ချုပ်ရေးအဖွဲ့တွေကိုပါစစ်ရေးပြင်းမှတ်အဖြစ်စကောင်စီတပ်သားတွေနဲ့အတူတိုက်ခိုက်ရှင်းလင်းတော့မှာဖြစ်တယ်လို့ဘိတ်ခိုင် PDF ကကြေညာလိုက်ပါတယ် လက်တလုံးနှစ်ဖက်စီရင်တင်းမာနေတဲ့ဘိတ်ဂျင်းန်းတိုင်လက်နဲ့ပြည်တော်စုလက်ပိုင်းကိုလေမနက်6:00နာရီကနေညနေ6:00နာရီအတွင်းသာတွာလာပေးကြဖို့ကိုပါဘိတ်ခရိုင်ပူပေါင်းစစ်ကြောင်းနှစ်ရတာဝန်ရှိသူတို့ကအတိပေးထားပါသေးတယ်ခင်ဗျာဒီတခါရန်ကုန်မြို့မှာတော့မြောက်ကလပမြို့နယ်22ရက်ကွက်ရုံကိုလက်ပစ်ဘုံနဲ့တိုက်ခိုက်မှုအတွင်းစေကောင်းစီဘတ်တော်သားတအူးသေးသွားတဲ့အပြင်တအူးပြင်းထန်ဒဏ်ရာရထားတယ်လို့ မြောက်ကလပ်မြို့နယ်ပကပတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။စက်တင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီကျော်လောက်မှာပဲမြောက်ကလပ်မြို့နယ်ရွှေပောက်ကန်မြို့တစ်အမှတ်22ရက်ကအုတ်ချုပ်ရင်းမှုရုံကိုမြောက်ကလပ်မြို့နယ်ပကပရဲဘော်တွေကနေလက်ပစ်ဘုံနှလုံးနဲ့ပစ်ခတ်ပောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘတ်တော်သားတအူးသိသေးသွားတဲ့အပြင်တအူးကပြင်းထန်ထန်ရရသွားပြီးတဲ့နောက် စေယုံကနဲ့လာတဲ့သွားကြတယ်လို့လေမြောက်ကလပမြို့နယ်ပကပတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မန္တလေးတိုင်းဝန်တွင်းမြို့နယ်ကရိုးစုံဂျေးရွာမှာရေစင်းတဲ့အတူမြောက်ပါသိဆုံးခဲ့တဲ့အသက်၄နှစ်အရွယ်တမိငင်နဲ့အသက်၅နှစ်အရွယ်တားငယ်ကလေးတွေရဲ့ရုပ်လောင်းတွေကိုတွေ့ရှိထားပြီးတမိငင်ရဲ့မိသားစုဝင်၄ဦးဟာလည်းရေစင်းတဲ့အတူမြောက်ပါသိဆုံးသွားတယ်လို့ကယ်ဆယ်ရေးလုံဆောင်ပေးခဲ့တဲ့ပရဟိတသမားတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် စက်တင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲဝမ်ရွှေမြို့နယ်ရိုးစုံကျေးရွာမှာရေစီးနဲ့အတူမြောက်ပါသေဆုံးခဲ့တဲ့အသက်၄နှစ်အရွယ်သမီးငယ်နဲ့အသက်၅နှစ်အရွယ်တန်းငယ်ကလေးတွေရဲ့ရုပ်လောင်းတွေကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအသက်၄နှစ်အရွယ်သမီးငယ်၄ရဲ့ရုပ်လောင်းပိုင်ရှင်ကမိခင်ဒေါ်အီလိုင်းဆိုသူဖြစ်ပြီးမိသားစုလားရေထဲမြောက်ပါသွားရကနေဒေါ်အီလိုင်းတူးတဲ့အသက်ရှင်ပြီးတော့သူ့ရဲ့ကလေးငယ်ဆုံးလေးနဲ့အခုအလောင်းပြန်ရတဲ့ကလေးရဲ့အပြင် ယောက်ျားဖြစ်သူနဲ့တာအကြီးဆုံးစုစုပေါင်း၄ဦးလုံးတည်ဆုံသွားခဲ့ပြီရုံလောင်းကတော့၃လောင်းပဲပြန်ရတယ်လို့ကေဇေးပရဟိတလုတ်ပေးနေတဲ့သူတို့ကပြောထားပါလေနောက်ထပ်အသက်၅နှစ်အရွယ်တန်းငယ်လေးရဲ့ရုပ်လောင်းကတော့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမသိရသေးတယ်လို့လက်ရှိမှာတော့အဲ့ဒီရေစင်းနဲ့အတူမြောက်ပါတည်ဆုံခဲ့တဲ့ကလေးငယ်၂ဦးရဲ့ရုပ်လောင်းတွေကိုကောင်းကောင်းမွန်မွန်တကြိုပေးခဲ့ပြီနောက်ထပ်ကေဇေးနဲ့နေမင်းရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေတုံးပါပဲလို့လေကေဇေးလုတ်ပေးနေတဲ့ပရဟိတသမားတို့ကပြောထားပါလေခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ